အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကနေစပြီးတော့ပညာပေးဗီဒီယို sharing နဲ့လုပ်သွားမှာဖြစ်ပါတယ်အကျွန်တော်ရဲ့ဗီဒီယိုကတော့နည်းနည်းရှည်မယ်ဒါကြောင့်မလို့မိတ်ဆွေတို့တခုခုလုပ်နေတဲ့အချိန်မှာပဲကျွန်တော်ရဲ့ဗီဒီယိုကိုနောက်ဆုံးစေချင်တဲ့မိတ်ဆွေတို့ရဲ့အချိန်ကိုလည်းကျွန်တော်အာမခိုးခြင်းဘူးမယူခြင်းဘူးဒါကြောင့်မလို့အဝိရှော်တာပဲဖြစ်ဖြစ်မိဘတိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အလုပ်တစ်ခုခုလုပ်နေတဲ့အချိန်မှာပဲဒီဗီဒီယိုလေးကိုနားထောင်ခြင်းနဲ့ ဆိုတော့ဒီနေ့ကျွန်တော်အထူးအရေးကြီးတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီသူတစ်ဖြစ်မလေးရှားမှာနေတဲ့အမ်မြေကမာနမရဲ့အတွက်အထူးသတိပြုရမယ့်အရာလေးတွေပေါ့နော်။ဆိုတော့အဲ့ဒီအရာကိုကျွန်တော်အဲ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ရှေ့မှာပဲဖြစ်ပျက်သွားတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်သင်ခန်းစာယူပြီးတော့နောက်လူတွေမဖြစ်ရအောင်ဆိုပြီးတော့ အဲ့ဒီ YouTube channel ကျွန်တော်နောက်ဒီ video ကိုလောက်ရချင်းဖြစ်တယ်အထူးတစ်ဖြစ်ပြောချင်တာကျွန်တော်သမီးစားကိစ္စပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ် main လေးဆိုတော့ဒီ video မှာကျွန်တော်အထူးတစ်ဖြစ် main လေးကိုရည်ရွယ်ပြီးတော့ပြောပြစေလိုတယ်ဒီနိုင်ငံသားတွေကပေါ့နော် main လေးတွေကိုအထူးသတ်ကထားပြီးတော့ပြောမယ်ဆိုဖွင့်ချောင်းလေးကိစ္စတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီအရာလေးကို အဲကျွန်တော်နည်းနည်းလေး sharing လုပ်ပေးသွားချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်အလုတ်ခွင်ကို ရောက်ပြီဆိုတာနဲ့မင်းစားကိစ္စပြင်နဲ့နောက်ဆက်တဲ့ကိစ္စရင်းနဲ့အများကြီးကြုံတွေ့ရမှာဖြစ်တယ်။ဘာလို့လဲဆိုတော့အခု စားတော့ဆိုင်မှာပဲဖြစ်ဖြစ်ပေါ့နော်တခြားဘယ်နေရာမှာဖြစ်ဖြစ် များသောအဖြစ်ဒီတရုတ်တွေကတော့ပေါ့နော်အဆိုအလုတ်လုပ်မယ်ဆိုရင်လေဒီအလုတ်နဲ့ပတ်သက်တဲ့အရာထက် main ကလေးတွေကိုပို့ပြီးတော့သူတို့ကအလုတ်မှာပေါ့နော်အဲ့ဒီအလုတ်မှာ main ကလေးကိုပို့ပြီးတော့ဦးစားပေးရှာတယ် ပြီးရင်မင်းကလေးချောတာလှတာချီပြီးတော့မှပဲသူတို့များတော့အားဖြစ်သူတို့အလုတ်ခန့်ကြတယ်ဆိုတော့ဒါအလုတ်ရဲ့သဘောအရာခန့်တာဆိုတာကဘာမှအမ်ပြောမပြောလို့သိဘူးဒါပေမဲ့သူတို့ကအကျန်စီနဲ့ကိုပေါ့နော်သူတို့လှုပ်ထားတာဖြစ်တယ်။ဘာလို့လဲဆိုတော့အဲ့မှာလာပြီးတော့အလုတ်လုပ်မယ်ပြီးရင်သူ့ကိုအဘယ်လိုပြောမှာ PC လေးတွေစားစရာလေးလေးဒီနိုင်ငံသားတွေကကျွန်တော်တို့ကိုလက်ဆောင်တွေနဲ့ပေါ့နော်ကျွန်တော်မက်လုံးပေးကြတယ်အဲ့လိုမျိုးပေါ့နော် တဖြည်းဖြည်းနဲ့တို့ကဒီငွေကိုတွေကငွေကြေးအဆင်မပြေတာတိတဲ့အတွက်ကြောင့်လည်းအဲ့ဒီအားနည်းချက်ကိုတို့ကအဲ့ဒီအရာနဲ့ပေါ့နော်ကျွန်တော်တို့တွေးဆောင်တာဖြစ်တယ်ဆိုတော့တချို့သောမိန်းကလေးတွေဆိုရင်လည်းပေါ့နော်ပါသွားကြတယ်ဆိုတော့အာသူတို့ကနေစရာပေးမယ်ဘာညာပေါ့နော်ပြီးရင်ပတ်စံရလည်းအများကြီးပေးမယ်စားစရာလည်းပေါ့နော်အဲ့လိုမျိုး share aircon နဲ့အဲဘာညာအဲ့လိုမျိုးဆိုရင်ဘာသူမဆိုဒီလိုနေချင်ကြတာပဲနော် ပြောချင်တာကကျွန်တော်တို့အဲ့ဒီအရာတွေနဲ့ကျွန်တော်တို့ရဲ့ဘဝကိုမလဲလိုက်ဖို့ရန်အတွက်ကျွန်တော်ဒီအရာလေးကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်။ယောက်များဆိုတော့လူတွေကဒီခဏကိုခဏပြောဖို့ရန်အတွက်ခါလေးကြရင်ကိုဘဝကိုရင်းပြီးတော့ပေါ့နော်အဲ့လိုနေသွားတဲ့လူတွေလေအရှိကြတယ်တူတတိပြုပွင့်ရအတွက်ပြောပြချင်တယ်ပြီးတော့လေကျွန်တော်တို့တယောက်နဲ့တယောက်လဲဂယူဆိုင်ကြပါအလုတ်ခွေမှာကျွန်တော်တို့မြန်မာတွေအချင်းချင်းပေါ့နော်မတည့်တာတွေအများကြီးများတယ် ဆိုတော့အဲဒီနိုင်ငံသားတွေကဖုန်ကြောင်ဖို့လုပ်တယ်ဆိုရင်ကိုယ်နိုင်ငံသားအချင်းချင်းရှိရင်နည်းနည်းလေးတယောက်တစ်တယောက်ပေါ့နော်အဖေးမဖွင့်ရအတွက်လိုအပ်တာဖြစ်တယ်တယောက်နဲ့တယောက်တတိပေးကြပေါ့နော်အဲ့လိုမျိုးပြဿနာတွေရင်ဆိုင်ရတော့မယ်အဲ့လိုမျိုးကြုံလာရတော့မယ်ဆိုရင်မဟုတ်ဘူးကျွန်တော်တို့ကအာအာပီအမြောက်တခါလေးကြရင် အော်သူအဆင်ပြေသွားရင်ကိုအဆင်ကိုကိုအတွက်လဲပိုအဆင်ပြေတာပဲသူမရှိမှပဲကိုအဆင်ပြေမယ်ဆိုရက်အရာအဲ့လိုမျိုးစိတ်ဓာတ်တွေကအရန်ကို ောက်တန်းကြတာဖြစ်တယ်အဲ့ဒီနေရာမှာကိုယ့်ရဲ့ညီမလေးပေါ့နော်ကိုယ့်ရဲ့အမမများဖြစ်ခဲ့ရဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဒါကြောင့်မလို့တယောက်နဲ့တယောက်ကူညီကြပါတယောက်နဲ့တယောက်ချစ်ကြပါအားပေးပါဆ ဆိုတဲ့အရာကိုကျွန်တော်မှာကျင်တာဖြစ်တယ်အဲ့လိုမျိုးအပိမဲ့အစားပေါ့နော်တထင်းနဲ့ပေါင်းပြီးတော့ရိုက်စားလုပ်တဲ့အရာတွေအများကြီးရှိတယ်ဆိုတော့တချို့တော့တရုတ်တွေဆိုရင်ဘလောက်အထိဖြစ်သွားပြီလဲဆိုရင်အမင်းတို့မြန်မာတွေကအမင်းအမင်းတို့မြန်မာမင်းကြီးတွေကအစ်ဆေးပါဆိုတော့သူတို့ပတ်စံတရား200ပေးလိုက်ရင်ရပြီဆိုတော့အဲ့လောက်ထိတောင်မှသူတို့ဘတ်ဇက်ထက်ကနေလွယ်လွယ်ပြောတဲ့အထိကိုတောင်မှ အာဈေးပေါ်တဲ့အဆင့်ကိုတော့မှရောက်သွားပြီပေါ့နော်ဆိုတော့တို့ဘယ်နှစ်ယောက်များအဲ့လိုမျိုးတို့ကရိုက်စားလုပ်ပြီဆိုတော့ကျွန်တော်မသိနိုင်ဘူးလေဆိုတော့အဲ့ဒါကြောင့်မလို့တို့ဗဇက်ထင်ဗဇက်ကနေပြီးတော့အဲ့လိုမျိုးပြောပြီဆိုရင်တို့ကအနည်းဆုံးတော့အာအဲ့လိုမျိုးလုတ်ခဲဖူးလို့ဖြစ်မယ်ဒါကြောင့်မလို့တယောက်နဲ့တယောက်လဲတတိပေးကြပါတယောက်နဲ့တယောက်လဲပေါ့နော်ချစ်ချစ်ခင်ခင်နဲ့နေကြပါကိုယ့်ရဲ့ရေမှန်းချက် အတွက်ရုံးကန်နေတဲ့အချိန်မှာလန်ကူလတ်မှာအဲ့ဒီအနောက်အရှက်တွေတွေပေါ့နော်ကျွန်တော်တို့ဘဝကအဲ့မှာပဲအဆုံးမတတ်သွားပါနဲ့လို့နော်ရှေ့ဆက်ရမယ်အနာဂတ်ကိုရှေ့ဆက်ရမယ်ပန်းနိုင်ကိုကျွန်တော်ရည်ရွယ်ပြီးတော့ကိုလှုပ်ရမယ်အရာကိုပဲဒီဇိုင်းမှမှလှုပ်ပါဘလောက်ပဲသူများကအခုကိုဖြားယောင်းတွေးဆောင်ဘလောက်ထိပဲသူတို့ကမတ်လောက်စရာကောင်းလောက်အောင်ပတ်စံတွေနော်ရွှေငွေတွေပုံပေးနေရအောင်မအဲ့ဒီအရာနဲ့မလဲပါနဲ့လို့နော် မလေးတငယ်ချင်းတယောက်ဆိုရင်လည်းဟာမင်းတို့မြန်မာတွေကအရင်စီးပေါ်တယ်ပေါ့နော်သူတို့ပါဇက်ကနေအဲ့လိုမျိုးပြောတာဖြစ်တယ်ဒါကြောင့်မလို့အမ်မင်းကလေးတမီညီမလေးပဲဖြစ်ဖြစ်ပေါ့နော်အခုမှစပြီးတော့မလေးရှားကိုရောက်လာတယ်အလလုံးမယ်ဆိုရင်အဲ့ဒီပြဿနာကမင်းကလေးတိုင်းမှာရင်ဆိုင်ရမယ်အရာတော့အလုတ်ကိုရောက်တာနဲ့အဲ့ဒီပြဿနာအရင်ဆုံးရင်ဆိုင်ရမှာပဲကြာလာတာနဲ့အမျှနော်ညီမညီမအချင်းချင်းဒါမပြောတော့ညီမအချင်းချင်းကတော့ထားလိုက်တော့ဆိုတော့တရုတ်တွေက သူတို့နည်းနည်းလေးချောတဲ့ main ကလေးကိုရှာတယ်ပြီးကြတယ်သူတို့ကိုဘယ်လိုမျိုးချင်းကပ်လို့ရမလဲเนาะစားစရာပေးတာဖြစ်ဖြစ်လက်ဆောင်တစ်ခုခုပေးတာဖြစ်ဖြစ်ဖြစ်ပတ်စံနည်းနည်းလေးသူတို့ကိုဂရုပတ်စံပေးတာပဲဖြစ်ဖြစ်ပြီးရင်ဂရုစိုက်ပေးတာပဲဖြစ်ဖြစ်အဲ့ကနေတဆင်းပြီးတဆင်းပေါ်တော့သူတို့အင်ကိုခေါ်မဲလာလေဖို့ဘာညာအဲ့ကနေပြီးတော့သူတို့သူတို့ရဲ့အပွက်ကပေါ့နော်သူတို့အရန်အဲ့လိုမျိုးလူကိုမဟုတ်စားဖြစ်အောင်ကိုလှုပ်တာဖြစ်တယ် ဒါကြောင့်အဲ့ဒီရဲ့လက်ကွဲတွေအထဲမှာမကြရှုံးမင်းနဲ့ကိုယ့်ရဲ့ရေမှန်းချက်ကိုဒီဇိုင်းမမရောက်အောင်သွားမယ်အလုပ်ကိုလေကောင်းကောင်းလုပ်မယ်နော်ဒီကယ်လို့နောက်ဆုံးกว่าအဲ့ဒီအလုပ်ကကိုယ်နဲ့လုံးဝအဆင်မပြေတော့ဘူးတတိကလည်းလုံးကိုယ့်ကိုဟိုဘယ်လိုပြောမလဲကိုယ်ထိလက်ရောက်နောက်ရှက်တဲ့အထိရောက်လာပြီဆိုရင်ကျွန်တော်တို့ကဖြစ်နိုင်ရဲ့အဲ့ဒီအလုပ်ကနေပြီးတော့ထွက်လိုက်တာအကောင်းဆုံး ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်နောက်ဆုံးအနေနဲ့မှာခြင်းနဲ့အားလုံးတယောက်နဲ့တယောက်လည်းထိတ်ခဲလို့ရအောင်တယောက်နဲ့တယောက်သတိပေးရအောင်ဟာတတိယအဲ့လိုအဲ့လိုအကွက်တွေရွှေ့မှာနော်ဆိုပြီးတော့ဂျိုတိတယ်ဆိုရင်ရှေ့မှာရောက်ထားတဲ့လူတွေကဂျိုတိနေတယ်ဆိုရင်ဂျိုပြီးတော့တတိပေးပါနော်အလုံးလုံးလေးတွေပြောကကိုယ့်ဟာကိုအာပြောမှစကင်ကင်ရှင်းရှင်းပဲနေကွာကင်ကင်ရှင်းရှင်းပဲအလုံးလုံးတာအကောင်းဆုံးပဲနော်အဲ့ဒီအရာလေးပဲကျွန်တော်ဒီဗီဒီယိုမှာကဒီအရာလေးကိုပဲကျွန်တော်ပါချင်တာဖြစ်တယ်အားလုံးနောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးပဲပါနော်